မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမြမပြည်သူတွေကိုကူတက်ပေးနေတဲ့နိုင်ငံတကာဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် ကွေးတော်လည်းမဆက်မီမိုးပေါ်ကကြလာတဲ့ဘုံသေးတွေကြောင့်ဘဝကူးသွားနိုင်ကြောင်းတော်လည်းရေးဆိုးမှုထင်းချုပ်ဒေတာတွေမှနေတဲ့ပြည်သူတိုင်းကကောင်းကောင်းသိကြပါရယ်ဘယ်သူမဆိုအချိန်မရွေးသေးသွားနိုင်တဲ့ကြောင်းမဲ့ဖွဲခေဆိုးကြီးတဲ့ကြောက်ရောက်နေတာကြောင့်ကိုယ်သက်ကိုကံရဲ့အလိုတော်အတိုင်းကံကိုယ်သာပုံအပ်ထားရပါတော့တယ်ဘယ်ချိန်ရောက်လာမယ်မသိတဲ့စေုပ်စုမိစ္ဆာလေးရင်တွေကအသက်ကိုညံလဲမဆောင်နိုင်ကြောင်းရုပ်တရက်တစ်ချက်မှအပိုင်းပိုင်းပြက်သိကြရရှာတဲ့ဘဝပေါင်းများစွာကဥပမာပေးခဲ့ပါရယ် ဖရားရိတ်တရားရိတ်ဘုံကြီးကျောင်းရိတ်ကိုလည်းစစ်တပ်ဘုံကျင်းလို့သိရတဲ့ကျွန်တော်ကျမစစ်ပေးဆောင်ပြည်သူတွေပါလို့အလန့်ဖြူထောင်ပြလဲကျဲမှာပဲကျောင်းထဲမှာစာအန်နေတုံးလဲဘုံကျဲတက်ခံရတာပဲစတိတ်ရှိုးကြည့်နေတုံးလဲတေမင်းကရုတ်ချင်းပေါက်ချလာတာပဲတပင်းမြို့နယ်တွေကလက်ရက်ကုံရွာစာတင်ကြောင်းဒီကျောင်းတိုက်ခိုက်ခံခဲ့ရစဉ်ကမြေပြင်မှာကြောက်အားနာပြင်းလွှားနေတဲ့ကလေးငယ်တွေကိုမြင်နေရတဲ့ဝင်းဟင်ကနေရရဆက်ဆက်ကန်းကုံအောင်တွေစိတ်ကြိုက်ပြစ်ခတ်ခဲ့ပါတယ် စက်တင်ဘာ12ရက်တကောင်းကျော်အချိန်ကြောက်တော်မြို့နယ်တရက်တပင်ရွာပုဂ္ဂလိကထက်တန်းကျောင်းကကျောင်းသားလေးတွေအိမ်မောကြနေချိန်စစ်တပ်ကပုံကျဲချခဲ့တာကြောင့်တေလို့တေမန်ပင်မတိလိုက်ဘဲအယောက်20ကျော်တေဆုံကြရပါတယ် အာနာနဲ့ပသက်လာရင်ကိုမရကိုသားကိုဆွေမျိုးကလွဲလို့ဘသူကမစိုးဘုံကျဲတက်ဖြတ်ဖို့ရဝင်လေးမှမဟုတ်ကြောင်းစစ်ဘိုလ်ချုပ်တို့ရဲ့ရရဆက်ဆက်တက်သေးပြချက်များဖြစ်ပါတယ်။ညာလေးတဲ့သူတွေတနာဖွဲ့ရဲ့ဒီနှစ်မေလကနေစက်တင်ဘာလကုန်ပိုင်းထိအပတ်စဉ်ထုတ်ပြန်နေတဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုနှံ့လို့ခြင်းပြီးတော့ပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော်လန်ရေးအင်အားစုတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုနဲ့ထိတွေ့တိုက်ပွဲတွေအတွင်းလေကြောင်းတိုက်ခိုက်မှုနှစ်ခုပေါင်းထက်အကြိမ်ကြီးပိုများနေတာတွေ့ရပါတယ်။ ညလေးတဲ့တုတ်တေသနာဖွဲ့ရဲ့20တပတ်တာထုတ်ပြန်ချက်ထဲမှာ၃ဘတ်တာ အရက်သားပြည်သူပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်ကတော်လန်ရေးအင်အားစုနဲ့တိုက်ပွဲတွင်လေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်အောက်အနေငယ်ရုံနေနေတာတွေ့ရပြီးကျန်၁၈ပတ်စလုံးမှာပြည်သူအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုကအများဆုံးဖြစ်ပါတယ်၁၈ပတ်ထဲမှာ၁၀ပတ်ကပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ်ကတော်လန်ရေးအုပ်စုနဲ့တိုက်ပွဲတွင်လေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်စုစုပေါင်းရဲ့နှစ်ဆနဲ့အထက်ပြည်သူကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်တပ်ဖြတ်မှုကအဲ့ဒီလိုကြောင်းမဲ့ဖွဲများမှများ၂၀၂၅ခုနှစ်ဇန်နဝါရီကနေအေဗီလာထိလေးလတာမှာ စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း936ခုကျူးလွန်ခဲ့တာကြောင့်ပြင်းပြတရက်ကိုလေးချောင်းတိုက်ခိုက်မှုခုနှစ်ခုကျော်ဖြစ်စဉ်ပေါင်း936ခုထဲမှာရက်သားပြည်သူတွေကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်မှုက62ရာဂိုင်းလုံးကျော်ရှိပြီးပြည်သူ622ဦးသေဆုံးက1282ဦးတန်ရာရရှိခဲ့တယ်လို့မြန်လေးသတင်းဌာနကဆိုပါတယ်။ ပြီးတော့ဇန်နဝါရီကနေ ABT လူ9ဦးနဲ့အထက်စုလိုက်ပြုံလိုက်တက်ပြတ်မှုဖြစ်စဉ်အနည်းဆုံးအခု90စစ်တပ်ကကျူးလွန်ခဲ့ရမှာ34ခုကလေကြောင်းတိုက်ခိုက်မှုဖြစ်လေတော့စစ်တပ်ဟာပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအများဆုံးကျူးလွန်နေပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်သာပြည်သူတွေအများဆုံးသေနေရတာထင်ရှားပါတယ်။ ။ဘာကြောင့်စစ်တပ်ကရက်သားပြက်မှတ်တွေကိုလေချောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်နေရတာပါလဲ။လေချောင်းတိုက်ခိုက်မှုကိုတော်လိုင်းရင်အင်အားစုတွေကတံပြန်ဟန်တားနိုင်စွမ်းမရှိတာကြောင့်အနောက်ရှက်ကင်းကင်းနဲ့တိုက်ခိုက်နိုင်တယ်လို့လေချောင်းတိုက်ခိုက်မှုကြောင့်လူအသေးပြောက်လဲများနိုင်ပါတယ်။ဒါကြောင့်လေချောင်းတိုက်ခိုက်မှုဟာအကုန်ကျများပေမဲ့ထိရောက်မှုရှိတာကြောင့်ပြည်သူနဲ့နှွေဦးတော်လိုင်းရေးကြဆက်ဆက်မှုတွေကိုလေချောင်းတိုက်ခိုက်ခြင်းဤနဲ့အဆက်ပြတ်နိုင်အောင်စေယုတ်စုကကြိုးပမ်းနေခြင်းမှာပဲတော်လိုင်းရေးထိန်းချုပ်နေမြေတွင်ကပြည်သူတွေစိတ်ရောကိုယ်ပါဂျုံဂျုံကြ ဆောက်တရားမရဖြစ်အောင်စေအုပ်စုကမဟာပြူဟာမြောက်အားဆိုင်လှုပ်ဆောင်ချက်လို့ဆိုရင်လည်းမှန်ပါပါဘူးဒေါ်လန်ရီထိန်ချုပ်နေမြေတဲ့ကပြည်သူတွေစိတ်အေးလက်အေးစီးပွားရေးလုံးလို့မရယုံတယ်မကစစ်တပ်ကစစ်ကြောင်းထိုးပြီးဆိုရင်ရှိစုမဲ့စုအထုတ်လေးပိုက်ကစစ်ကြောင်းရှောင်ပြေးရမပြေးနိုင်လို့ရွာတွေကျန်နေရင်အရှင်လက်လက်မိရှုအသက်ခံရတဲ့အထိအဖြစ်ဆိုကြရရရွာတွေမှာပြည်သူတွေမရှိလဲရှိသမျှပစ္စည်းတွေကိုလူရက်ပြီးနောက်အိမ်တွေမိရှုဖျက်ဆီးခြင်းဟာအောက်ခြေစစ်သားတွေကကိုယ်သဘောနဲ့ကိုထင်ရှားဆိုင်ကြခြင်းမဟုတ်ဘဲနေပြည်တော်ရဲ့ညွန်ကြားချက် အရလှုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။စေယုစုကပြည်သူတွေစားရမယ့်တောက်ရမယ့်အင်ဂျင်ယာချိန်မဲ့ဘဝကိုရောက်အောင်ရည်ရွယ်ချက်ရှိရှိစစ်ကြောင်းထိုးဖြစ်စည်းုံတင်မကရည်ရွယ်ချက်ရှိရှိရက်ထဲရွာတဲ့လေးချောင်းကနေပုံကျဲချတော်လိုင်းရေးဆိုရာကြီးကြောင့်ငါတို့ဘဝတွေတစစီပျက်စီးခဲ့လေခြင်းလို့ပြည်သူတွေနောင်တရလေမလားစစ်ဘိုလ်ချုပ်တို့စိတ်ကူးရင်ကြည်ချင်းဖြစ်ပြီးတော်လိုင်းရေးဆိုရာကြီးကိုပြည်သူတွေဆက်မတွေ့ရဲကြားကိုမကြားကျင်တော့တဲ့အထိဖြစ်သွားစေခြင်းပုံပါ အဲ့ဒီလိုမဖြစ်ခဲ့ရင်တောင်မနဲ့ပြန်ဘာနဲ့စားရမလဲလို့တွေးပူနေရတဲ့ပြည်သူတော်လှန်ရေးကိုရုပ်ဝတ္ထုပိုင်းဆိုင်ရာဘာကိုမဆိုဘာဆိုဘာမှမကူညီနိုင်တော့ရုံမကစစ်ဘေးသင့်ပြည်သူတို့ရဲ့ဝန်တော်လှန်ရေးတပ်တွေစီပြကြလာအောင်စေအုပ်စုကရည်ရွယ်ပုံမှာပြည်သူတို့ရဲ့ကဘာမကျေတဲ့ ဒူဒူခါခါမုံကြီးမှုကိုစစ်တပ်ကရရှိခဲ့ပေမဲ့မထူးဆက်ခင်းနေတဲ့စစ်ဗိုလ်ချုပ်တွေကဘယ်ကယူဆိုင်ပါမလဲသူတို့ရှိမှန်းချင်ရဲ့အရေးကြီးဆုံးတစ်စိတ်တစ်ပိုင်းဖြစ်တဲ့စစ်ဘေးတင်ပြည်သူတွေရဲ့တော်လှန်ရေးအတွက်ရုပ်ဝတ္ထုအကူအညီတိတိတတ်တာထိုးကျသွားရုံတည်းမကစစ်ဘေးတင်ပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကတက်နိုင်သမျှပြန်ကူရလာတွင်တော်လှန်ရေးရန်ပုံငွေတွေကနေစစ်ဘေးတင်ပြည်သူတွေအတွက်ဘက်ကျက်တည်တံ့ထားရလာတွင်လေချောင်းရန်ကာကွယ်ရေးအတွက်ဘုံခုချင်းတွန်းရလာတွင်မြေရောက်စာသင်ကျောင်းနဲ့မြေရောက်စေးရုံတည်ဆောက်ရလာတွင်စတဲ့အရာတွေအတွက် ်ကုန်ကြစီအဝဝရီကြောင့်တနက်နေ့ဂျီဇန်ဝဲဖြစ်ရမှာရောပါသွားစီတဲ့အတွက်အဲ့ဒါဟာစေုပ်စုအတွက်အမျက်ထွက်စေပါတယ် ဒါပြင်မြန်မာနိုင်ငံအခြေစိုက်ကုလလန်အုပ်ခဲအဖွဲ့အစည်းတွေကနေရဲစွန့်ခွာစစ်ဘေးအသင့်ပြည်သူအရေးအတွက်ကိုထုတ်ပြန်နေပေမယ့်စစ်ဘုရုပ်တွေညှို့ညင်မှဆိုးရာကြောင့်စစ်ဘေးဒုက္ခသည်တွေကိုထိရောက်တဲ့အကူအညီမပေးရခြင်းကလည်းရှေ့သို့ချီနေတဲ့နှွေဦးဒေါ်လာရေးကိုရသလောက်အားနဲ့ဆွဲထားသလိုပါပဲနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့စေအုပ်စုကြောင့်စစ်ဘေးအသင့်ပြည်သူတွေကြုံတွေ့နေရတဲ့ဒုက္ခဟာစကလုံးနဲ့ထုတ်ဖော် ဖွင့်ဆိုဖို့တောင်းမလုံလောက်မဲ့ကောင်းကောင်းသိတယ်လို့စေယုတ်စုရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်မြမပြည်သူတွေတောက်တောက်လဲတေးချေတန်းရရတာတွေကိုလည်းပဇံအဟောင်းသားနဲ့ကောင်းကောင်းသိကြပါရယ်မြမရေအာဆီယံဘုံသဘောတူညီချက်၅ရက်ဆိုတာမင်းအောင်လိုက်အမိုက်ချင်းနဲ့ရောက်နေတဲ့ဆက်ကူဆုံးမြတာဖြစ်ကြောင်းနိုင်ငံတကာအတိုင်းဝိုင်းကအသေးစားသိပေမယ့်အဲ့ဒီဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ထောက်ခံခြင်းဤနဲ့မြမຫນွေကိုလစ်လူရှုထားပါရယ်အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာလုံလောက်မှုမရှိကြောင်းနေ့စဉ်စိတ်ကြိုက်ဖြုံးနေတဲ့လူတန်းလက်နက်တွေကတက်တဲ့ ခံနေပါတယ်။ပြင်းထန်စွာကံကွယ်ရှုံချကြောင်းထုတ်ပြန်ချက်တွေဟာနေပြည်တော်စစ်ဗိုလ်ချုပ်တွေအတွက်ဟာသဖြစ်နေကြောင်းလဲနိုင်ငံတကာအတိုင်းဝိုင်းကကောင်းကောင်းသိပါတယ်။ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေအတွက်တန်ဆိုးရှည်စေပြည်သူတက်လေရင်တွေရဲ့တောင်းပန်တွေကိုရိုက်ချိုးနိုင်မဲ့တဆုံတရာနီးလန်းရှာဖို့တောင်းပြက်ကွက်နေတာကလည်းနိုင်ငံတကာပါပဲ။အဲ့ဒီလို ကုလသမဂ္ဂထိတ်တန့်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကဒီနေ့ဇူလိုင်လအတွင်းထုတ်ပြန်လိုက်တဲ့မရဏဆက်ယုံမြန်မာစစ်တပ်ရဲ့ဝင်ဟင်ဘုံတွေထုတ်လုပ်ရေးအတွက်တရုတ်ရဲ့ပန်ဘိုးကူညီမှုအမည်ရအစိုးရခန်းဆောင်မှတရုတ်အစိုးရပိုင်းကုမ္ပဏီတစ်ခုကလေကြောင်းတိုက်ခိုက်မှုသုံးဘုံတွေထုတ်လုပ်နိုင်ဖို့ကူညီပေးနေတယ်လို့ဆိုပါတယ်။ဒါကိုတိတ်တဲ့တန်တန်နောက်တစ်မျိုးဘာသာပြန်ရရင်မြန်မာပြည်သူတွေကိုတက်ပြစ်နေတဲ့စေယုစုရဲ့မဟာပြူဟာမြောက်စီမံချက်မှာတရုတ်အစိုးရကလည်းကာယကံမြောက်ပါဝင်နေခြင်းဖြစ်ပါတယ်။ င်အဲ့ဒီလိုတရုတ်အစိုးရရဲ့ကူညီမှုနဲ့စေအုပ်စုကပြောင်းပြောင်းတင်းတင်းပြည်သူတွေတတ်နေခြင်းကိုနိုင်ငံတကာအတိုင်းအဝိုင်းကသူတို့နဲ့ဘာမှမဆိုင်သလိုမသိချင်အောင်ဆောင်မမြင်ချင်အောင်ဆောင်နေခြင်းကလည်းမြန်မာပြည်သူတွေကိုတဲဝိုက်ကူညီတက်ပေးခြင်းပါပဲနိုင်ငံတကာအတိုင်းအဝိုင်းကမြန်မာရေအာဆီယံပုံသဘောတူညီချက်၅ရက်ကိုအသေးစားသိပေမဲ့ အဲ့ဒီဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ထောက်ခံခြင်းနေနဲ့မြမနွေဦးဒေါ်လန်ရေကိုလိလူရှုထားပါတယ်။အနောက်အုပ်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာလုံလောက်မှုမရှိကြောင်းနိုင်စင်စိတ်ကြိုက်ဖြုံးနေတဲ့လူသက်လက်နက်တွေကတက်သေးခံနေပါတယ်။ပြင်းထန်စွာကံကွယ်ရှုံချကြောင်းထုတ်ပြန်ချက်တွေဟာစစ်ဘုံချုပ်တွေတွင်ဟာတာဖြစ်နေကြောင်းလည်းနိုင်ငံတကာအတိုင်းအဝန်ကကောင်းကောင်းသိပါတယ်။ တရုတ်အစိုးရရဲ့ကုညီမှုနဲ့စစ်ရုပ်စုကပြောင်ပြောင်တင်းတင်းပြည်သူတက်နေခြင်းကိုနိုင်ငံတကာအတိုင်းအဝိုင်းကသူတို့နဲ့ဘာမှမဆိုင်သလိုမတိချင်အောင်ဆောင်မမြင်ချင်အောင်ဆောင်နေခြင်းကလည်းပဲမြန်မာပြည်သူတွေကိုသွေးဝိုက်ကူညီတက်ပေးခြင်းနေခြင်းမှာပဲမြန်မာပြည်သူတွေရဲ့အသက်ဟာလည်းတန်ဖိုးရှိတဲ့လူအသက်တွေဖြစ်ကြောင်းကျွန်တော်တို့ဘယ်လိုပြောပြမှနိုင်ငံတကာကလက်ခံလာမှာပါလဲ။